မင်္ဂလာပါကျွန်တော်ပြောပြစရာလေးရှိလို့ပါကျွန်တော်ဖီကရီကစောင်းလီတုပ်ဖက်ရတယ်ညမလို့ခြေလေးချောင်းတော်လန်ရေးလို့အမိပေးထားတယ်ပေါ့နော်စာရေးသူကတော့တခင်ဘာတောင်းဖြစ်ပါတယ်ဟောအဲ့ဒီရဲ့မူရင်းစာအုပ်ကတော့ Animal Fan ဆိုတဲ့စာအုပ်ဖြစ်ပါတယ်အဲ့ဒီမှာသူက Animal Fan မှာသူ definition လေးတခုရေးထားတယ်ပေါ့ All animal are equal but some animal အာမိုး equal than အာဒါမ်ဟိုတိရစ္ဆာန်တွေအားလုံးကဒန်းတို့အခွင့်အရေးရှိရမယ်ဒါပေမဲ့တချို့တိရစ္ဆာန်တွေကတော့ပို့ပြီးတော့ဒန်းတို့အခွင့်အရေးရှိနေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ဒါအဲ့ဒီရဲ့ဝတ္ထုတွေမှာဆိုလို့ရှင်သူကအလွှာတွေရှိတယ်ပေါ့နော်အဲ့တော့သူကဗားလဲဆိုတော့ဒီ animal fan ဆိုတဲ့တိရစ္ဆာန်ခြံကြီးထဲမှာရှိတဲ့တိရစ္ဆာန်တွေอ่ะเนาะလူသားတွေက တို့ကိုခိုင်းစားတယ်နိုင်ကျင်တယ်တို့ကတော့အလုပ်တွေအများကြီးလုပ်ရပြီးတော့မှတို့ကတော့အလုပ်တွေအများကြီးလုပ်ရပြီးတော့မှဒီလူသားတွေလောက်တန်းတူမနေရဘူးဆိုပြီးတော့မှတို့ခံစားရတဲ့အချိန်မှာတို့ဒီတိရိစ္ဆာန်တွေကနေပေါ့ Animal Fan တွေကဒီတိရိစ္ဆာန် Channel တွေကတိရိစ္ဆာန်တွေကတို့ရဲ့လူသားသခင်ကိုတို့ဟိုတော်လန်ကြရတယ်ပေါ့အဲ့တော့သူက moral ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုပုံစံမျိုးတွေရေးထားတာပေါ့နော်ကျွန်တော်ကတော့စဖတ်တဲ့အချိန်မှာဟာငါတို့ ဒီတော်လန်ရေးတရက်ကိုတိလိဆန်နဲ့အနှိုင်းတာအပါလားပေါ့အဲ့လိုမျိုးတွေးမိတယ်နောက်တော့မှအော်ဒါကတော့ဟိုဥပမာကောင်းအရေးသားကောင်းတစ်ခုပဲဆိုတာသိရတော့ဘောနော်အဲ့တော့ကျွန်တော်အတူတူပဲပြောပါမယ်အဲ့တော့အဲ့ဒီ animal fan ထဲမှာဒီတိလိဆန် channel ထဲမှာဒီလူသားဝါရဟိုဆန့်ကျင်တဲ့တိလိဆန်တွေရှိတာဘောနော်အလူသားဝါရအောင်ဆန့်ကျင်တဲ့တိလိစံတွေကအဲ့ဒီမှာသူတို့တနေ့ကျတော့တော်လန်ရေးတရက်ကိုသူတို့ဆင်နွှဲကြတယ်ပေါ့နော်အဲ့တော့တော်လန်ရေးတရက်ကိုဆင်နွှဲတဲ့အခါမှာတော်လန်ရေးကနိုင်သွားတယ်ပေါ့ အော်ဒေါ်လာရေးနိုင်သွားတဲ့အချိန်မှာသူကအဓိကအချက်ကြီးအဲရှစ်ချက်ကိုသူတို့ကထုတ်ပြန်ပြီးတော့မှအတူတကွာလိုက်နာကျင့်သုံးပါမယ်ဆိုပြီးတော့မှသူတို့ကနေစခဲ့တယ်ပေါ့အဲအဖြစ်ဖြစ်နဲ့သူတို့ကအဲ့ဒီမှာဒေါ်လာရေးကိုသူကသွားတဲ့ပုံစံမှာလည်းသူကကြတော့ဝက်တွေရှိတယ်ဗျာဝက်တွေကတော့ဒီ intelligent အုပ်စုပေါ့အဲအဲ့ဒီမှာခွေးတွေရှိတယ် နောက်တစ်ခုကကျတော့နွားတွေရှိတယ်ပေါ့နွားတွေကတော့တိုက်ခိုက်ရေးအုပ်စုတွေပေါ့နော်တိုက်ခိုက်ရေးအုပ်စုတွေဂျိုကားတို့ခွာပြူတို့အဲ့မှာပေါ့အဲ့ဒီမှာဒီတိုက်ခိုက်ရေးတွေ intelligence တွေမလုံနိုင်ဘဲနဲ့အချိုးပြူနေတဲ့ကြက်တို့စိတ်တို့ရှိတာပေါ့နော်စိတ်တွေကလည်းနှိုးထွက်တယ်အဲစိတ်သားလေးတွေမွေးပေးတယ်ကြက်တွေကလည်းဥတွေထွက်တယ်အဲကြက်ကလေးတွေကိုပွားပေးတယ်ပေါ့သူတို့ကတော့အချိုးပြူအုပ်စုပေါ့အဲ့တော့အဲ့ဒီမှာတော်လန်ရေးလဲကြာလာတော့တဖြည်းဖြည်းနဲ့တော်လန်ရေးကြာလာပြီးတဖြည်းဖြည်းနဲ့အုပ်ချုပ်မှုကိုလုပ်တဲ့အချိန်မှာ အဲဒီအချိုးထူးမခံစားရဘူးအချိုးထူးခံစားခြင်းကလူသားဝါဒကိုစန့်ကျင်တာမရောက်ဘူးဆိုတော့ဝက်တွေကတဖြည်းဖြည်းနဲ့ဒီအချိုးထူးကိုမတိမတာမတိမတာခံစားလာရတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိတော့မတိမတာခံစားလာလဲဆိုလို့ရှိလို့ရှင်ဥပမာပေါ့သူတို့အဓိကထုတ်ပြန်ထားတဲ့အချက်ကြီးတွေကိုပါအဓိကထုတ်ပြန်ထားတဲ့အချက်ကြီးတွေကိုပါချိုးဖောက်တယ်ပေါ့ဒါပေမဲ့ချိုးဖောက်ပေမဲ့လည်းချိုးဖောက်တာကို လူတွေမသိဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှအဲ့မှာကြီးကန်းတစ်ကောင်ရှိတယ်အဲ့ကြီးကန်းအမြဲတမ်းပဲဝတ်တေရဲ့ကောင်းချောင်းကိုပြောတယ်အဲ့ကြီးကန်းအမြဲတမ်းပဲဒီဝတ်တေလှုပ်လိုက်တဲ့အပြစ်တွေကိုသူ့ရဲ့အပြောကောင်းမှုနဲ့လိုက်ပြီးတော့မှဖုံးပြီးတော့မှသူကြီးကန်းအုပ်စုရှိအဲ့တော့ကျွန်တော်တို့လည်းဟိုဟာလီတော်လန်ရေးမှာတကယ်တမ်းတွေးမိတယ်ပေါ့အဲ့ဒီဒီ element fan ဆိုတဲ့ဝတ္ထုတွေရလို့ကျွန်တော်တို့တော်လန်ရေးမှာလည်းတကယ်ဝတ်လူတန်းစားရှိတယ်အဲအဲဝတ်တွေကိုကာကွယ်ပေးနေတဲ့ခွေးဆိုတဲ့ လူတန်းစားရှိတယ်ပြီးလို့ရှိရင်နောက်တော့အဲ့ဒီဝက်တွေဘာပဲလုံးလုံးမှန်လဲဆိုပြီးတော့မှပြောပေးနေတဲ့ဒီကြီးကန်းလိုလူတန်းစားတွေရှိတယ်အဲ့တော့တော့ဘာပဲဖြစ်ဖြစ်ကွာဒါဟိုငါတို့ယုံမှငါတို့လွတ်မြောက်မှအင်္ဂါတို့တော့ပညာသိမ့်မတက်ဘူးပညာတက်တဲ့ဥဆောင်ပါသေးဆိုပြီးတော့မှနွားလိုယုံနေတဲ့အုပ်စုရှိတယ်ပေါ့အဲဝတ္ထုလေးကိုဖတ်ရင်တော်တော်ရှင်းပါတယ်အဲဝတ္ထုတွေမှာဆိုနွားတွေဆိုလို့ရှိရင်ဒါသူတို့မိဆက်ကြီးစောက်တဲ့အချိန်မှာအဲသူတို့မိဆက်ကြီးပုံမဖြစ်ထွန်းဖို့အတွက်ဟာဒီမိဆက်ကြီးပြီးမှပြီးငါတို့ ို့ပြီးတော့မှဘဝတာယာဝါပြောမှဆိုပြီးတော့မှအဲသူများထက်3နာရီလို့ပို့လို့တဲ့ကောင်းနေ9နာရီပို့လို့လို့တဲ့ကောင်းနေရှိတယ်ပေါ့အဲဟုတ်ပြီအဲ့တော့အဲဒီလိုမျိုးအလွာတန်းစားအတီးတီးရရှိတယ်ပေါ့အဲချက်တွေရတယ်အဲ့လိုပဲဟာငါတို့ဒီမိဆက်ကြီးပြီးမှဒီ constitution နဲ့အသွင်ဆောင်တော့မိဆက်ကြီးပေါ့ဗျာအဲ့ဒါကြီးပြီးမှအစဉ်ပြေမှဆိုပြီးတော့ဥတွေပို့ဥကြတယ်နော်အတဖြည်းဖြည်းအစတော့ကတော့ဟိုငါရဲ့တစ်ဖက်လားမယ်ဆိုတာနေနောက်ပိုင်းငါရဲ့မှာငါရဲ့တစ်ဖက်ကိုနှစ်ရက်နားမယ်ငါရဲ့အလုပ်လုပ်မယ်ဆိုပြီးနောက်ပိုင်းကျတော့ အဲမနာတော့ဘူးပေါ့မနာတော့ဘဲနဲ့ဒီမိဇက်ကြီးအကောင့်ထဲပေါ်လာဖို့ဝတ္ထုတွေကမိဇက်ကြီးပေါ့အပြင်မှာတော့ constitution ပေါ့နော်တော်လန်ရေးကြီးအောင်မြင်ဖို့အကောင့်ထဲဝိုင်းပြီးတော့မှပေါ်လာတယ်ပေါ့အဲတဖြည်းဖြည်းနဲ့ဝတ်တွေကလူနဲ့မဆက်ဆံပါဘူးဆိုပြီးတော့မှဟိုတဖြည်းဖြည်းတော့လူနဲ့ဆက်ဆံတယ်အေးငါတို့ကလူတွေကိုအပေါ်ကနေဆက်ဆံတာဆိုပြီးတော့မှ အဲသူကအဲ့လိုအဲ့လိုအစင်လေးကနေဆက်ဆံတယ်နော်တဖြည်းဖြည်းနဲ့လူနဲ့ဆက်ဆံသွားတယ်ဗျာ။အော်ထားလိုက်ပါတော့ဒီဝတ္ထုရဲ့အကြောင်းကတော့ခုပါကိုဖတ်ကြည့်ရင်တော့ပိုရှင်းတာပေါ့။အဲ့တော့နောက်ဆုံးကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဝက်လူတန်းသားတွေနဲ့ဒီဒီလူတွေနဲ့ကအတူတူပြန်ဖြစ်သွားပြီးတော့မှဝက်တွေကပါပြောလဲဆိုတော့ကျွန်တော်တို့ကဒီလူတွေကိုမမုန်းပါဘူးပေါ့နော်။လူသားစနစ်ကိုဟိုမုန်းတာပါဘာညာဆိုပြီးတော့မှလူတွေနဲ့တန်းတန်းသားလည်းပြန်ဖြစ်သွားတယ်ပေါ့။အဲ့ဒီမှာအဲ့ဒီဒေါ်လာရေးအောင်ဖို့အတွက်တည်ခဲ့ရတဲ့နွားတွေအဲ ရှိတယ်ဥတွေပို့ဦးခဲ့ရတဲ့ချက်တွေရှိတယ်ဒါပေမဲ့သူတို့နဲ့တော့ဘယ်သူမှမတိုင်ပင်ပဲနဲ့ဒီဝက်လူရန်သားတွေကနောက်ဆုံးအဲဝက်ဝက်တွေဟာပေါ့နော်နောက်ဆုံးလူတွေနဲ့ပေါင်းလိုက်တယ်ပေါ့အဲ့တော့အဲဝက်တွေကိုသွားပြီးတော့မှအထီးကပါကြီးကပါပြောလို့မရဘူးကွာဖြစ်လို့ဆိုတော့ဝက်တွေကိုခွေးတွေကနေပြီးတော့မှကာကွယ်ကြရတယ်ပေါ့ဒါ animal fan ပေါ့အဲ့ဒီဝတ္ထုတွေကပေါ့အဲကျွန်တော်နှစ်ချုပ်ပြောချင်တာကတော့ဒီလိုမျိုးပေါ့ကျွန်တော်တို့ဒေါ်လာရေးရတကယ်တော့ဟိုစင်းရဲသားဒေါ်လာရေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အောက်ခြေလူဒန်းစားတွေကတော့ အလုံးအလုံးစုံပုံအောပြီးတော့မှကျွန်တော်တို့တော်လည်ရေးတရက်ကိုဆင်နွှဲကြတယ်။ဘာဖြစ်လို့အလုံးစုံပုံအောပြီးတော့မှဆင်နွှဲကြလဲဆိုတော့ကျွန်တော်တို့မှဟိုခေကာလဖြတ်သန်းမှုအရကျွန်တော်တို့အောက်ခြေလူဒန်းစားတွေကပညာရေးလည်းနည်းပါတယ်။ကျွန်တော်တို့အောက်ခြေလူဒန်းစားတွေကဟိုကာယပဲရှိပါတယ်။အဲ့တော့ intelligence အုပ်စုတွေဥဆောင်မယ်ဆိုပြီးတော့မှကျွန်တော်တို့ကတော့ကာယခွန်အားအသက်ကုန်စိုက်ထုတ်တယ်ပေါ့နော်။အဲ့တော့ဒီကျွန်တော်တို့တော်လန်ရေးပြီးွားရင်လည်းကျွန်တော်တို့မှအနှစ်သာရကြံပါဆိုလို့ ခိုင်မာတဲ့ constitution တစ်ခုအောက်မှာကျွန်တော်တို့ဘဝတွေကိုနည်းဥပဒေနဲ့အုပ်ချုပ်သောဟိုနည်းစနစ်နဲ့အုပ်ချုပ်သောအုပ်ချုပ်ရေးစနစ်ကသာလျှင်ကျွန်တော်တို့ရဲ့အောက်ခြေလူဒန်းစားတွေကိုကာကွယ်နိုင်မှာဖြစ်တယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ဟိုကျွန်တော်နှစ်ချုပ်ပဲပြောလိုက်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးမှာကျွန်တော်တို့ဒေါ်လာရေးလောက်ရခြင်းအကြောင်းရဲ့ကျွန်တော်တို့အောက်ခြေလူဒန်းစားဒီကျွန်တော်တို့ဆင်းရဲသားလူဒန်းစားတွေအထွတ်အဲကျွန်တော်တို့အဓိကကာကွယ်ပေးနိုင်တဲ့ အဲနီးဥပဒေနဲ့နီးစနစ်နဲ့ကာကွယ်ပေးနိုင်တဲ့ constitution ခိုင်ခိုင်မာမာရကြင်လို့ကျွန်တော်တို့တော်လိုင်းရေးလောက်တာဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအနေနဲ့လည်းကျွန်တော်ပြောချင်တာကကျွန်တော်တို့ကခမားတို့ရောကျွန်တော်တို့ရောအောက်ခြေလူတန်းသားတွေဟိုနီးစနစ်နဲ့နီးဥပဒေနဲ့အုပ်ချုပ်နိုင်တဲ့ constitution တခုဖြစ်ဖို့အတွက်ကျွန်တော်တို့ကတော်လန်နေတာဖြစ်တယ်ခမားတို့ကစင်းရဲသားတော်လန်ရေးကိုနော်စင်းရဲသားတော်လန်ရေးကိုစင်းရဲသားတွေကအာဏာရှင်ကို ွန်နဲ့အားနဲ့မကာကွယ်ပေးဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ကျွန်တော်ပြန်ပြောပြမယ်ကျွန်တော်တို့စင်းရဲသားတော်လန်ရေးကိုစင်းရဲသားတွေကဒီအာနာရှင်နဲ့အပေါင်းပါတစုကိုခွန်နဲ့အားနဲ့မကာကွယ်ပေးဖို့အရေးကြီးလိုအပ်ပါတယ်ကျွန်တော်တို့တော်လန်နေတာဒီဒီအာနာရှင်လူတစုကနေရေးဆွဲပြထန်းထားတဲ့ဥပဒေကိုမကြိုက်လို့အာနာရှင်လူတစုရဲ့လက်နက်ကိုင်အနိုင်ကျင့်မှုကိုမကြိုက်လို့တော်လန်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စင်းရဲသားတွေကျွန်တော်တို့ဒီ ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသေးရဲ့အောက်မှာကျွန်တော်တို့လွတ်လပ်ခြင်းနဲ့မျှတခြင်းပါဝင်သောနိစနစ်နဲ့ဥပဒေနဲ့အုပ်ချုပ်ခံရသောဘယ်သူမှမစိုးရိမ်ရသောအဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့ကဟိုကျွန်တော်တို့မျိုးဆက်တွေကနေလည်းပညာတတ်တွေဖြစ်လာနိုင်ဖို့ကောင်းမွန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလိုအပ်တယ်ကျွန်တော်တို့ကအုပ်ချုပ်ခံနေမဟုတ်ဘူးဆိုတာကိုလည်း ဒီစစ်ကောင်စီကိုထောက်ခံတဲ့သူတွေတည်စေခြင်းနဲ့အဲ့တော့ဆင်းရဲသားတော်လှန်ရေးကိုဆင်းရဲသားပြန်ဖြတ်စည်းပြီးတော့အာဏာရှင်လူတစုကိုဆင်းရဲသားတွေအနေနဲ့မကာကွယ်ပေးပါနဲ့စဉ်းစားဖို့အချိန်ကျော်လွန်နေပြီစဉ်းစားရင်လည်းမိပါသေးတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။